လူတွေရဲ့စိတ်ဟာမကောင်းမှုအကုသိုလ်တွေမှာမွေးလျော်တယ်လို့ဒီလိုဆိုတာနောက်တစ်ခုအိဗယ်တစ်ခု ပြောနိုင်တာကတော့ပါပလို့ဆိုတာမကောင်းမှု အကုသိုလ်အလုတ်တင်မကဘူးမနဆိုတဲ့စိတ်တဘာဝဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အဆိုးတရားတွေနဲ့သာသူကပျော်တယ်လို့ဆိုလိုတာဥပမာမဲ့ဘုန်းကြီးတို့စိတ်လေးဟာလောဘနဲ့ပျော်တယ်အလောဘနဲ့ကြမပျော်ဘူးဒေါသနဲ့ပျော်တယ်အဒေါသနဲ့ကြတော့မပျော်ဘူးမောဟနဲ့ပျော်တယ်အမောဟနဲ့မပျော်လောဘဆိုတာအဆိုးတရားဒေါသဆိုတာအဆိုးတရားမောဟဆိုတာအဆိုးတရား မမနာတွေအိတ်တာတွေမစ္စရိယာတွေနဲ့ဆိုရင် စိတ်ကပျော်မွေ့အဲဒီလောဘဒေါသမောဟလို့ဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဆိုးတရားတွေနဲ့စိတ်ကလေးကတွဲဖက်မိသွားလို့ရှိရင်ပုံပြီးတော့ပျော်တယ်ဒီအပေါင်းအသင်းတွေကိုသူပိုသဘောကျတဲ့ဘာဖြစ်လို့လဲဆိုရင်တဏှာထဲမှာအလွန်အချိန်ကြာအောင်အလေးချင်းကြီးတစ်ခုရတာ